နိုင်ငံတော်ယာယီတမတော်နိုင်ငံတော်လုံခြုံရေးနဲ့ဤတန်းတရားရေးကော်မရှင်ဥက္ကဋ္ဌပို့ချုပ်မှုကြီးမေအောင်လိုင်းဒီနိုဝင်ဘာလ20ရက်နေ့နနက်ပိုင်းကနေပြည်တော်၌ကျင်းပသည့်2024ခုနှစ်အမျိုးသားစာပေတသက်သားစုအမျိုးသားစာပေစုနှင့်စာပေပိမှန်စာမှုစုကြည်မြင့်ပွဲအခမ်းအနားတွင်လာမည့်ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည် ယာယီတမနာမှာဒီဇင်ဘာလ28ရက်နေ့မှာစတင်၍ရွေးကောက်ပွဲအားအပိုင်းလိုက်တစ်ဆက်တည်းကျင်းပသွားမည်ဖြစ်ပြီးနိုင်ငံတော်အနေဖြင့်လွတ်လပ်၍တရားများသားသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန်ပြင်ဆင်မှုများကိုတစ်စစ်မီတစ်စင်ဆောင်ရွက်နေပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်များကိုလည်းကျင်းပနိုင်သည့်အချိန်တွင်ကျင်းပသွားမည်ဟုကတိပြုပြောကြားခဲ့ပါတယ်။ ွေးကောက်ပွဲနီးလာတာနဲ့အမျှနိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေဖို့ကအဓိကကြတာကြောင့်နိုင်ငံတော်ဆိုရသည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ရွေးကောက်ပွဲများစနစ်တကျအောင်မြင်စွာကျင်းပနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်နေကြောင်းယာယီသမ္မတကအလီပီပြောကြားခဲ့ပါသည်ဒါအပြင်ပြည်သူများအနေဖြင့်တိုင်းပြည်၏အလဲပြောင်းဖြစ်သောရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အမျိုးသားတာဝန်များအဖြစ်ပါဝင်ကူညီပေးကြရန်တိုက်တွန်းခဲ့ပါသည်။ နိုင်ငံသားချင်းစည်းလုံးညီညွတ်မှုစိတ်ရှည်တည်ခတ်မှုတို့ဖြင့်ပုံမကောင်းမွန်သောအနာဂတ်ကိုမျှော်တွေးကြိုးပမ်းကြရန်လိုအပ်ကောင်းနိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကိုအလေးထားပြီးစစ်မှန်စည်းကမ်းပြေဝါသည်ပါတီစုံဒီမိုကရေစီစနစ်ကိုအကောင့်ထဲဖော်ရတွင်ပြည်သူလူထုဤပူပေါင်းပါဝင်မှုသည်အလွန်အရေးကြီးသည်ဟုထပ်လောင်းပြောကြားခဲ့ပါသည် ဒါအပြင်ယာယီတမရာဒီစာပေစုချီမြင်ပွဲနဲ့အညီစာပေဤအခန်းကဏ္ဍကိုလည်းထည့်သွင်းပြောကြားရနိုင်ပြည်သူများဒီမိုကရေစီအလေးထားကောင်းများရရှိစေရန်နဲ့အသိပညာအသိဉာဏ်ပညာများပြေဝစေရန်စာပေဖြင့်ထိန်းချောင်းလေ့ကျင့်သွားရမည်ဟုဆိုသည့်စာပေသည်မြို့ချင်းစိတ်နိုင်ငံချင်းစိတ်နှင့်တာဝန်တိစိတ်များကိုပေးစွမ်းနိုင်ကြောင်းလည်းနိုင်ငံတော်ယာယီတမရာနိုင်ငံတော်လုံခြုံရေးနှင့်အီထန်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်းကမှတ်ချက်ပြုပြောကြားခဲ့ပါသည်